မင်္ဂလာပါဗျကျွန်တော်ဒီနေ့ကဒီရိုးရလုပ်ငန်းစုအနေပြီးတော့ဖန်တီးထားတဲ့ရိုးရ ID card arranger ဆိုတဲ့ software လေးကိုကျွန်တော်အသုံးပြုနေလေးကိုချက်ရှင်းပြသွားမှာဖြစ်ပါတယ်ခင်ဗျဆိုတော့ကျွန်တော် software ကိုစာဖွင့်ဖွင့်ချင်းမြင်နေရတဲ့ UI ကတော့ဒီလိုလေးပေါ့နော်အဲ့ဒီမှာကျွန်တော်တို့က English ရောမြန်မာလိုအသုံးလို့ရအောင်ကျွန်တော်စီစဉ်ထားပါတယ် ဒီမှာဒီ drop down menu list လေးမှာမြန်မာလို့ဆိုပြီးရွေးလိုက်ရင် cloud တွေအားလုံးကမြန်မာလို့ပြောင်းသွားမယ်ပေါ့နော်အဲဒါဆိုရင်ကျွန်တော်တို့ဘယ် cloud ကဘာအလုပ်ကိုလုပ်တယ်လဲဆိုတာကိုလိုလေကူကူတိသွားတာပေါ့နော်အဲဒီတော့ကျွန်တော်တို့ပြောစရာတော့ English လို့ဆက်သွားကြည့်မယ်အဆင့်ကအဲအရင်အများကြီးမရှိဘူးပေါ့နော်၃၄ဆင့်လောက်နဲ့ ် ID gap ကိုလေးလေးကူထုတ်လို့ရအောင်လုပ်ထားတယ်။ပထမဆုံး select image ကနေပြီးတော့ကိုလုတ်ချင်တဲ့ပုံလေးတွေကိုရွေးမယ်။ open ကိုနှိပ်လိုက်မယ်။နောက်တစ်ဆင့်ကဒီမှာပုံနှစ်ပုံဝင်လာပြီဆိုရင်ဒီအဖြူသားပုံနေတာလေးကိုကျွန်တော်ဖြတ်ထုတ်ရမယ်ပေါ့နော်။ပြီးရင်ဒီမှာရွေးဆောင်နေတာလေးနည်းနည်းရှိတာကိုလည်းတက်အောင်ပြန်လုပ်ရမယ်။ အဲ့တော့ကိုလှုပ်ချင်တဲ့ပုံနှစ်ခုစလုံးကိုကျွန်တော်တို့က control ကိုဖိပြီးတော့ keyboard က control cloud ကလေးကိုဖိပြီးတော့ select လုပ်လိုက်လို့ရတယ်ပြီးရင်ကျွန်တော်တို့ process selected ဆိုတာလေးကိုနှိပ်လိုက်မယ်ဒါဆိုရင်အဲ့ဒီ process selected ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့မလှုပ်ချင်တဲ့ဗီဒါဖြူတွေဖြတ်ထုတ်ဗီဒါဖြစ်သွားမယ်ရွေးဆောင်နေရလေးကိုတဲ့ဗီဒါဖြစ်သွားမယ်ပေါ့နော်လောလောဆယ်ကအပေါ်အောက်မာနေပေါ့နော် ျွန်တော်ရှေ့ဖက်မျက်နှာအပေါ်ဖြစ်တဲ့နေဆိုတော့ဒီမှာ click လေးဖြီးပြီးတော့အပေါ်ဆွဲတင်လိုက်လို့ရတယ်ဒါဆိုရင်ရှေ့မျက်နှာကအပေါ်နောက်မျက်နှာကအောက်ဖြစ်သွားပြီဆိုရင် auto assign ဆိုတာလေးကိုနှိပ်လိုက်ပြီပေါ့နော် auto assign လေးကိုနှိပ်လိုက်ပြီဆိုရင် front back ဆိုပြီးတော့တက်သူဒီဟာကအပေါ်ဖြစ်မယ်သူက software ကတက်မှတ်ပြီးလိုက်တယ်ဒါကအောက်ဖြစ်မယ်သူက software ကတက်မှတ်ပြီးလိုက်တယ် ဒီဆင်းရောက်သွားပြီဆိုရင်ကျွန်တော်တို့ကဓာတ်ရိုက်ပဲ print ထုတ်ထုတ် PDF ပဲထုတ်ထုတ်ရသွားပြီပေါ့နော်ကျွန်တော်လောစီတော့ PDF အနေနဲ့ထုတ်ပြပါမယ်နာမည်တစ်ခုပြလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ PDF လေးရသွားပြီအဲရှင်းမျက်နှာစာအပေါ်မှာအောက်နောက်မျက်နှာစာအောက်မှာစီပြီးတော့ A4 တရက်ပုံမှန်သူတက်တက်ရက်လေးစီပေးထားရပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ control p နေပြီးတော့ print တစ်ခါထုတ်လိုက်လို့ရတဲ့အနေထားရောက်သွားတယ်ပေါ့နော် တခါလေကြရင်ကျတော့ကျွန်တော်တို့ကဘယ်လိုကြုံတက်တယ်လဲဆိုရင်နောက်ခံကဒီလိုမျိုးမရှင်းလင်းနေဘူးဒီမှာဒါနောက်ခံဖြူလေးနဲ့ရှင်းလင်းနေတယ်ပေါ့နော်တခါလေကြရင်ကျတော့ကျွန်တော်တို့တက်ပုံတွေကနောက်ခံမရှင်းနေရလေးရှိမယ်အဲ့ဒါလေးကိုလုတ်ပြမယ်ပေါ့နော် select image လုတ်လိုက်မယ်ဒါရီဆိုလို့ရှိရင်အဲနောက်ခံကဒီမှာအဖြူသားကြီးကြီးပဲမဟုတ်ဘူး နောက်ပြီးရိုက်ထားတဲ့ပုံကလည်းရွက်ဆောင်နေတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးကြာရင်တော့ကျွန်တော်တို့ကဒီ auto crop လုပ်ပဲနဲ့ဒီ perspective correction တွေကိုသွားလိုက်မယ်ကိုလိုချင်တဲ့ဘက်ကိုလဲမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့90 degree rotate ဆိုတဲ့ဟာလေး ਨੇ ကိုစာဖက်လို့ရအောင်တက်အောင်လဲလိုက်တယ်ပြီးရင်ကျွန်တော်တို့ဒီ dead pink cat ဆိုတာလေးကိုတစ်ချက်နေလိုက်မယ်ဒီလေပင်ကက်ဆိုနေလိုက်ရင်ဒီအဆက်ကလေးလေးဆက်ကကိုယ့်ရဲ့ ID cap ပေါ်ကိုသွားပြီးတော့ auto detect လုပ်လိုက်မယ်ပေါ့နော် ကယ်လို့နည်းနည်းလွယ်နေရရှင်เนาะဒီမှာဒီ asset ကလေးတွေကိုဒီလိုအာဆွဲပြီးတော့ညှိလို့ရတယ်ပြီးရင်ကျွန်တော်တို့ apply လုပ်လိုက်မယ်နောက်တစ်ခုတွေ့လဲအဲ့လိုပဲအဲ perspective correction ကိုတောင်းမယ်လဲ့မယ်ဒီတဲ့ pink cap ကိုနေမယ်အဲဒီမှာဆိုရင်တော်တော်လွယ်သွားရပါဘောနော်ဒီ set ကလေးကဒီကိုရောက်တဲ့နည်းဒါလေးကလည်းဒီအောက်မှာရှိနေတဲ့နည်းပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်ဒါလေးကို apply နေလိုက်မယ်ဒါဆိုရင်အပေါ်အောက်ပြန်စီဖို့အချိန်ရောက်သွားပြီကျွန်တော်တို့ နောက်ဖက်ကိုနောက်ကိုဆွဲချလိုက်ဒါဆိုရပါတယ်ဒါဆိုခုနအစင်းနဲ့တူသွားပြီ auto assign နေပြီးရင် print ထုတ်လိုက်လို့ရပြီအဲ့ရလာပြီပေါ့နော်နောက်တစ်မျိုးကကျွန်တော်ဘာရှိအောင်မလဲဆိုရင်ဒါငကိုတင်ထားတဲ့ငကိုလောက်ထားတဲ့ဟာတွေကို clear on နဲ့ဖြတ်ထုတ်လိုက်လို့ရပါတယ် နောက်တစ်မျိုးကတော့ကျွန်တော်တို့အယောပေါ့နော်နောက်ခံရှင်းတဲ့ဟာရယ်နောက်ခံရှုပ်တဲ့ဟာရယ်အဲ့လိုအယောရောက်လာပြီဆိုရင်ကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုရင်အဲနောက်ခံရှုပ်တဲ့ဟာတွေကို perspective correction တွေပဲသွားမယ် detect လုပ်မယ် apply လုပ်မယ်ဒီလေဒီတိုင်းပဲ detect လုပ်မယ်နည်းနည်းကြီးမယ် apply လုပ်မယ်။ပြီးရင်ကျွန်တော်တို့နောက်ခံရှင်းနေတဲ့ဟာတွေအတွက်တော့ကျွန်တော်တို့နောက်ခုလုံး select ပြီးပြီးတော့ process select လုပ်လိုက်လို့ရတယ်။ဒါဆိုရင်တော့တူတူ auto ဖြစ်သွားပြီပေါ့နော်။ဒါဆိုရင်ရှင်းနောက်ပြန်စီမယ်။ဒါလေး off switch ချမယ်။ဒါလေး off switch ချမယ်။ဒါဆိုရင်ရှင်းနောက်ရှင်းနောက်မှန်သွားပြီဆိုတာနဲ့ auto assign နေမယ်။ friend back friend back ဖြစ်သွားပြီဆိုရင် print ထုတ်လို့ရတယ်။ဒါတော့အရောပေါ့နော်။ ါဆိုရင် तू က if for နရွက်ပေါ်မှာတစုံတစုံစီတင်ထားရတာကို print ထုတ်လိုက်လို့ရှင်ရပြီဗောနော်နောက်တစ်မျိုးဘာရှိအောင်လဲဆိုရင်ကျွန်တော်တို့ကဒါလေးကို clear လုပ်လိုက်မယ်ဗျလုံးဝ तू ကဘာမှလှုပ်ဆရာမလို့အော်ကြိုက်ထားတဲ့တက်ပုံတွေဗောနော်ဒီမှာဆိုရင်ကျွန်တော်တို့ကနောက်ခံလဲဖြတ်ထုတ်ဖို့မပါဘူးရွက်ဆောင်နေရလဲမရှိဘူးဆိုတာမျိုးကြရင်တော့ဒီ auto crop ဆိုတဲ့ဟာလေး ਨੇ အဆင်မပြေတော့ဘူးပေါ့နော်အဲ့ချိန်ညိုင်းဘယ်လိုလုပ်အောင်လဲဆိုရင် prepare all ဝင်နေလိုက်မယ် prepare all နေလိုက်ပြီဆိုတော့ねသူက one process two process three process four process ဆိုဖြစ်သွားရင် auto assign လေးနေလိုက်မယ်ပြီးရင်ကျွန်တော်တို့ generate pdf ဒါမှမဟုတ်ရင် print drive လေးလုပ်လို့ရရပေါ့နော်ဟုတ်ကဲ့အဲလောလောဆယ်ထီကတော့ကျွန်တော်တို့ဒီ software လေးကတုံးပြနေရတော့ဒီလောက်ပဲပေါ့နော်ကျွန်တော်တို့ဒီမှာ bar function တွေပါဦးမလဲဆိုရင် ဥပမာဒီမှာ auto tone ဆိုတာလေးရှိမယ် auto tone ဆိုတာကျတော့ကျွန်တော်တို့နည်းနည်းမွဲနေတဲ့တပုံတွေကိုအယောင်လေးပို့ပြီးတော့တောက်သွားလောက်တာပေါ့နော်တချို့တွေကဒီမှာဒါဆိုရင်ကျွန်တော်အဲနောက်ခံအနီကအာရင့်ပြီးတော့ဆက်လုံးမဲလေးတွေကနှုတ်နေတယ်အဲ့ဒီချိန်ကျရင်ကျွန်တော် auto tone နှိပ်လိုက်မယ်ဆိုရင်နောက်ခံဒီကဖြော့သွားပြီးတော့ဆက်လုံးတွေကပို့ပြီးတော့ထင်ရှားလာမယ်ပေါ့နော်အဲ့ဒီ function လေးလည်းပါပါတယ် now အဆင်ပြေတာရှိရင်တော့ကျွန်တော်ဒီမှာ Facebook page ကယူရဆိုင်လို့ရှာလိုက်လို့ရပါတယ် Facebook မှာယူရဆိုင်လို့ရှာလိုက်ရင်ကျွန်တော် page ကိုရောက်ပါမယ်အဲဒါမှမဟုတ်လည်းစင်သူဟိုပုံလို့ရှာလိုက်ရင်လည်းရပါတယ်ပြီးရင်အဲဒီ Messenger မှာကျွန်တော်ကိုသိချင်တာလေးတွေလိုအပ်တာလေးတွေ error လေးတွေကိုပြောပြပြလို့ရပါတယ်ခင်ဗျအဲဒါဆိုရင်ကျွန်တော်ပို့ပြီးတော့အဲ update လုပ်ပြီးတော့ version အစ်စ်တွေကိုပြန်ပြီးတော့ညွှန်ပြသွားပါမယ်ခင်ဗျကျေးဇူးတင်ပါတယ်